စမ်းမယ်တိတ်မကြခင်မှာမြန်မာနိုင်ငံကြီးတစ်ခုလုံးကိုတရုတ်နိုင်ငံကသွယ်ဝိုက်ပြီးအုပ်ချုပ်တော့မယ်ဆိုတာအားလုံးရိပ်မိကြပြီးပြီထင်ပါတယ်ဈေးစကားပြောပြီးတက်ချုပ်ကြီးလက်မှတ်ထိုးပြီးတာနဲ့အကောင့်ထဲစပေါ်ပြီးတက်ချုပ်ကြီးကိုလည်းအရာပြစ်တင်လို့မရဘူးဗျတက်မတော်အနေနဲ့ပေါ်တာဆွဲလာတဲ့စစ်သားတစ်ကိုတုံးပြီးအကြမ်းဖက်ပြည်သူတွေကိုဘလို့မှနိုင်အောင်မတိုက်နိုင်တော့ဘူးဆိုတာလေအားလုံးခံမှန်းနိုင်ကြပါလိမ့်မယ် ဒီလိုအနေထားမှာ NUG သားအာဏာရသွားရင်ပြည်သူတွေအတွက်ဘာမှမဖြစ်ပေမဲ့တက်ချုပ်ကြီးမိသားစုအတွက်တော့ပြဿနာရှိပါတယ်။ကျွန်တော်တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့အမျိုးသားရေးသမားတစ်ယောက်အနေနဲ့ပဲဒီစကားကိုပြောပါမယ်။ပြည်သူတွေငတ်ပြက်ပြီးအိုးပြစ်အိမ်ပြစ်ထွက်ပြေးနေရတဲ့ဘဝတက်ဆိုင်ရင်တော့ဘယ်သူပဲအုတ်ချုပ်အုတ်ချုပ်အရေးမကြီးပါဘူး။စိတ်လည်းမဝင်စားဘူး။ဂယုလည်းမဆိုင်ဘူး။ NLD အုတ်ချုပ်တုံးကလို့ကုံစင်းတုံးကြာစီခြင်းနဲ့ ညဘက်တွေအပူပင်ကင်းကင်းထွက်လေခြင်းနဲ့နိုင်ငံသားကိုအလွယ်တကူထွက်လို့ရခြင်းနဲ့စစ်မှုထမ်းဖို့မလိုတာမျိုးကိုလည်းကြိုက်တယ်မိမှန်ခြင်းနဲ့လေရင်တန်ကြားတိုင်းရဟန်းပြည်သူတွေကိုထွက်မပြေးရစေခြင်းဘူးကားရက်မပေးလို့ဆိုပြီးတန်ဃာတော်တွေပြစ်တက်ခံနေရတာမျိုးမဖြစ်စေချင်တော့ပါဘူးဒီအခြေအနေကနေကင်းလို့ဖို့အတွက်ဆိုရင်ကဘာမကြီးတချင်းစားတရုတ်နိုင်ငံတော်တချင်းပြောင်းဆိုပေးဖို့လေဝင်မလေးပါဘူး မြမမတ်ပုတ်တင်စာတရုတ်မတ်ပုံတင်ကိုလည်းပြောင်းကင်နိုင်ပါလေကျွန်တော်တို့ကိုအုတ်ချုပ်မှာတာမန်နိုင်ငံငယ်လေးမှမဟုတ်တာဗျာကပတ်ထိပ်ဒီအဆင်ရှိတဲ့နိုင်ငံကြီးဗျနောက်ဆိုရင် မင်းကင်တာဘာဖုန်းလဲလို့မေးရင်တရုတ်ဖုန်းလို့ဖြေစရာမလိုတော့ဘူးငါတို့ကင်တာကပြည်တွင်းထုတ်ဖုန်းกว่าလို့ဂုံယူစွာဖြေလိုက်ရုံပဲတွေးကြည့်ရင်ပြောစရာကြီးပါဗျအခုဆိုရင်မြမတက်မတော်ရဲ့ဆောင်ရွက်ချက်တွေကို အမေရိကန်ကပြည်သူတွေတောင်အားကျနေကြပြီ။တတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ Agency Story